ားလုံးမင်္ဂလာပါဗျကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျဒီနေ့မှတော့လောင်းစကားနိုင်မဲ့ရရရာစီနေတခုမရောက်ပြင်မှာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကိုအောက်ကနေပြီးတော့မေးတာတောင်းထားတဲ့ငွေလေးတွေအများကြီးပဲရှိပါတယ်ကျွန်တော်ပြန်လည်ပြီးမြောက်ကိုပေးဖို့ကအရင်စဉ်းစားခဲ့တယ်ပေါ့နော်ပုံမှန်တိုင်းဆိုရင်ကျွန်တော်ကလောင်းစကားနိုင်တဲ့အစီအလေးတွေကိုမြောက်ကိုပေးလို့မရှိပါဘူးကျွန်တော်မြောက်ကိုမပေးဘူးပေါ့နော်ဘာကြောင့်မပေးလဲဆိုတော့ကျွန်တော်စီလာတဲ့လူအများစုကအဲ့လိုပေါ့နော်အလောင်းလောင်းစကားကြောက်ဘွားပြက်တဲ့လူတွေအကျွေးများတဲ့လူတွေအဲ့လိုမျိုးပဲများတော့တရားတွေ့ရမြင်ရတဲ့စိတ်စိတ်ပြက်စရာပေါ့နော်ဒါကြောင့်မိတ်ဆွေများကိုလည်း အလောင်းစားလေးလုံးမဆိုးလို့ကျွန်တော်ဒီဟာမျိုးလေးမျောက်မပေးဘူးပေါ့နော်ဒါကြောင့်မလို့လေအလောင်းစားမလုပ်ပါနဲ့လို့ကျွန်တော်ဒီနေ့ကလည်းတိုက်တွန်းလိုက်ပါတယ်ဗျ။အလောင်းစားလုပ်တဲ့လူတွေအဲတော့ချမ်းသာသွားတဲ့လူတွေတတော်ကိုရှားပါတယ်။အလောင်းစားကြောင့်ဘွားပြတဲ့လူတွေအကျွေးများတဲ့လူတွေအကျွေးတင်တဲ့လူတွေပဲကျွန်တော်မြင်များတွေ့ဘူးပါတယ်။ဒါကြောင့်မလို့ဖြစ်နိုင်ရင်အလောင်းစားမလုပ်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။အော်ဒီနေ့ကတော့ကျွန်တော်ခွန်မန့်နေအရန်တောင်းထားတယ်ပေါ့နော်။အဲကျွန်တော်ဒီနေ့ကတော့ဒီဟာကတော့ကျွန်တော်ဟိုးမနစ်ကတော့လည်းကျွန်တော်တစ်ခေါက်လောက်တော့မြောက်ပေးခဲ့ဘူးနေတူတယ်။ ော်ကျွန်တော်ဒီဒီနှစ်မှာလည်းပေါ့နော်ကျွန်တော်တစ်ခေါက်ပေါ့နော်အရှုံးများနေတဲ့မိတ်ဆွေများအတွက်အဲကျွန်တော်တို့တွေအနိုင်ရဖို့အတွက်အတားစီးရဖို့အတွက်ကျွန်တော်တွေပြန်လည်ပြီးငွေကြေးတွေဆင်ပြေဖို့အတွက်ကျွန်တော်ရေဒီအလောင်းစားနိုင်တဲ့ရေတဲတစ်ခုပေးมาဖြစ်ပါတယ်အဲကျွန်တော်ဒီတရားလေးပေးခြင်းရပြီလဲကျွန်တော်လည်းတမျိုးမထင်နဲ့မောတချို့ကလည်းကျွန်တော်ဝင်ဆဲဝင်ဆဲသွားရတယ်ဟာဖယောင်းပုံကြီးတင်ပြီးတော့ အဲအလုံးသားတွေမတင်မှန်းတဲ့အစားပြည့်အဲ့လိုမျိုးဝင်ဆဲသွားသူတွေရှိတယ်။ဟုတ်ပါလေ။အဲသူတို့ပြောတာလည်းပါလေ။ကျွန်တော်ကိုယ်တိုင်ကလည်းမိတ်ဆွေများကိုမလုပ်စေချင်တာလည်းပါတယ်။ဒါကြောင့်မလို့ကျွန်တော်မျှဝေမပေးပါဘူး။ဒါပေမဲ့ကျွန်တော်စီမှာ တိုက်ရိုက်လာမိတဲ့လူတွေတော့ကျွန်တော်ပေးပေးလေးပေးတာရှိပါတယ်ပေါ့နော်ဒီလိုအစီလေးလေးဆောင်ရွက်ပေးတာမျိုးတွေလည်းရှိတယ်ဟေ့ဒါဆိုကျွန်တော်မေးဆိုတာဘာဘာကြောက်ပဲဖြစ်ဖြစ်ဘယ်လောင်းကစားကိုပဲဖြစ်ဖြစ်အဲကိုကလုံနေတော့ရှုံးပုံနေတယ်အဲကစားပြီဟာရှုံးနေများနေလဲတော်တော်လေးပါသွားတယ်စပြီနော်အကျွေးတွေများနေတယ်ဆိုတော့မိတ်ဆွေများအတွက်ဒီဟာလေးကိုလွတ်လို့ရပါတယ်အခုမှဆဆော့မဲ့မိတ်ဆွေများတော့ကျွန်တော်ပြောမယ့်စီရင်လေးကိုလုတ်ပြီးကြည်ပြီးတော့မဆော့ကြပါနဲ့လို့ကျွန်တော်ပြောချင်ပါလဲအလောင်းကစားကြောက်အကျွေးများတဲ့လူပဲကျွန်တော်တွေးပူပါတယ် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရေတစ်ချက်လောက်ဒီကျွန်တော်တို့လောင်းစားဆော့မဲ့နေရာမှာဘာလောင်းစားလဲဆိုတော့အရင်ပြန်ပြီးတော့ခွဲမယ်တချို့တွေကလည်းသူအခုဂိမ်းပေါင်း900ရရတာခက်စားနေเนาะဒီခေမုံ900လေးဆော့တယ်အဲတချို့လည်းအပြင်မှာသွားပြီးတော့ရေဂျင်းတော့ဖဲအစပြီးအဲ့လိုမျိုးเนาะအဲ့လိုမျိုးဆော့ကြတယ်အလောင်းစားတွေအရှုံးပေါ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောမယ်စီရင်နေရတာလေးလုတ်လို့ရပါတယ်ဗျ ။အဲဆိုရင်နံပါတ်1နံပါတ်1ကတော့ကျွန်တော်ကြောက်ခဲတလုံးရှာမယ်။ကြောက်ခဲတလုံးဘယ်နေရှာမယ်။အရှိမရေမြောင်းရှိရေမြောင်းနေရနိုင်ချလိုက်မယ်။ရေမြောင်းရှိရေမြောင်းနေရနိုင်မယ်။ရေမြောင်းမရှိလဲလမ်းမရတနေရာမှာတွေ့နေမှာကောက်ပလိုက်မယ်။အဲတခုလို့ရှိရပေါ့နော်။ကြောက်ခဲလေးကနည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်။ကြောက်ခဲလေးတော့ဖြစ်ရမယ်။ပဲနည်းနည်းကျွန်တော်တို့တွေတို့ကန်းကန်းချင်းမှာရှိတဲ့ကြောက်ခဲမျိုးပုံစံမျိုးမရိုက်တော့မှပဲနည်းနည်းကြိတ်ကောင်းလောက်မဲ့ကြောက်ခဲလေးပေါ့နော်အဲကိုကိုစိတ်ထဲမှာသဘောကျလောက်မဲ့ကြောက်ခဲတစ်ခဲကိုကောက်ယူလိုက်မယ် ကောက်ယူပြီးအဲ့ကြောက်ခဲလေးကိုအိမ်လာပြီးတော့ရေပြောင်းတော့တေချာစေးမယ်ဗျာပြောင်းတော့တေချာစေးမယ်ရွှေခဲကြီးရွှေတုံးကြီးကောက်ရတယ်လို့မျိုးသူ့ကိုတက်မိုးထားပြီးတော့အာရေပဲတေချာစေးမယ်ဆက်ပြိုင်နဲ့တေချာစေးမယ်အမွေးနဲ့တာတွေရေမွေးပါကိုယ့်မှာရေမွေးတွေနဲ့ကောက်ဖြန့်ပလိုက်မယ်โอเคကောက်ဖြန့်ပလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကြောက်ခဲကိုကျွန်တော်တို့ကတသုံးနေရာကိုခေါ်သွားမယ်ဘယ်နေရာလေးခေါ်မလဲဆိုတော့အမငွေထုတ်တွေများတဲ့ဘန်တွေဘာတွေမှာအဲ့ကြောက်ခဲလေးထည့်သွားမယ်ငါတထည့်သွားမယ်ဆိုတော့ကြောက်ခဲအကြီးတော့ မလုံးနဲ့ပေါ့ဗျာအနေအနေတော်လေးပေါ့တကြဗန်းသွားပြီးကြောက်ခဲတင်တော့ဝိုင်းရိုက်ခံနေအောင်မယ်နော်အဲအဲကြောက်ခဲလေးကိုကျွန်တော်တို့တွေယူသွားမယ်ယူသွားပြီးတော့လက်ကနေကင်ထားမယ်ကျတော့ဘာဘာပြကြနေလဲဆိုတော့ငွေတွေအများကြီးထုတ်သွင်းလုံးနေတယ်ငွေတွေအများကြီးရောအဲကြောက်ခဲကို ပြတဲ့သဘောနံပါတ်1နံပါတ်2ကတော့ကျွန်တော်တို့တွေဒီပေါ့တော့ကျွန်တော်ဈေးရောင်းတဲ့နေရာတွေဈေးယူလို့နေရာတွေပလာဇာတွေအဲစပြီးဈေးရောင်းဈေးအရန်ရောင်းကောင်းတဲ့ကုန်စုံဆိုင်တွေကိုခေါ်သွားမယ်အဲသူ့လည်းငွေလူတွေအများကြီးလာလဲငွေတွေအများကြီးအရောင်းဝယ်လုပ်နေရဆိုတော့ငွေငွေတက်ပေါ့နော်အဲကြောက်ခဲကိုပြတာโอเคအဲ့လိုမျိုး PP တစ်ခေါက်ပြပြီးဆိုတာနဲ့โอเคအဲ့ဆိုလို့ရှိရင်အဲ့နေရာ PP ဆိုတာရဲ့နောက်ထပ်လူတွေအရန်စီတဲ့နေရာအမှကျွန်တော်တွေ ပလာဇာတွေမှာလူတွေစီရယ်เนาะအဲပလာဇာတို့ကုန်တိုက်တို့စင်တာတို့ ocean တို့ diamond တို့ junction junction square တို့ junction center တို့စပြီးကျွန်တော်တွေအဲ့လိုလူတွေများတဲ့ကုန်တိုက်တွေမှာသွားမယ်အဲ့နေရမဆွေများတော့ကျွန်တော်ဈေးတွေပေါ့เนาะဈေးတွေဈေးဝယ်တဲ့နေရာလေးအဲ့ဒါမျိုးလေးလိုက်ပြပေးမယ်၃ရက်တတိပေါ့နော်၃ရက်တတိပထမတည်းရဲ့ဒုတိယတည်းရဲ့တတိယတည်းရဲ့၃ရက်၃ရက်တတိလိုက်ပြပြီးပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့အဲ့အဲ့ကြောက်ခဲထုံးထဲမှာဘာတက်တွေဝင်သွားမလဲဆိုတော့လူတွေစီတဲ့တက်ရဲ့ အဲ့ငွေတွေထုတ်သွင်းတတ်ရဲ့ငွေတွေကိုအများကြီးရှိနေတတ်တယ်အဲ့သုံးခုအဲ့ထက်တမဝင်သွားမယ်ဝင်ပြီဆိုတာနဲ့အဲ့ကြောက်ခဲလေးကိုကိုကကင်မယ်ဗျာကင်ပြီးတော့အုံသိတိသိတိမဟာသိတိသိတိအပေါင်းထောင်းတောင်းထဆရာထကြွဆရာကြွအုံသိတိသိတိမဟာသိတိသိတိအပေါင်းထောင်းတောင်းထဆရာထကြွဆရာကြွအုံသိတိသိတိမဟာသိတိသိတိအပေါင်းထောင်းတောင်းထဆရာထကြွဆရာကြွဆိုပြီးတော့အဲ့ကြောက်ခဲလေးကိုကင်ပြီးတော့38ကောင်မန်းမယ် မန်းပြီးတော့ပြီးပါပြီပြီးပြီဆိုလို့ရှိရင်တော့ကြောက်ခဲလေးမှာစာလေးရေးမယ်။ဘာရေးမလဲဆိုတော့ဥမာအဲကျွန်တော်တို့ဒီဘာတော့ကိုယ်နာမည်ရဲ့ဥမာဥမာဆိုကြပါစို့ဒီရာကိုဒီစင်းကိုကြော်ရလောက်တယ်ဆိုတော့ကြော်ကြီးနိုင်ပါစီပေါ့အဲတထမဟုတ်လေဘာဘက်ဖြစ်ဖြစ်နော်ကျွန်တော်တို့ကတကယ်လို့တချို့ကလည်းဥမာဖဲဆိုတော့ဖဲနေပါသေးဂျင်းဆိုဂျင်းဂျင်းနေပါသေးဆိုလို့ရှိရင်နည်းနည်းရေးရမှာရှုပ်နေဦးမယ်အဲ့တော့ကြော်ကြီးလောင်ကစားအလုံးနိုင်ပါစီဒါပဲပြီးပြီ ကျော်ကြီးလောင်းစားအလုံးနိုင်ပါစေမောင်ဖြူလောင်းစားအလုံးနိုင်ပါစေကိုနာမည်ကိုကိုနာမည်ကိုရေးမယ်ပြီးလို့ရှင်အဲ့ဟိုနိုင်ပါစေဆိုပြီးရေးမယ်အဲ့တော့ပိုလို့ထူကြခြင်းကျော်ကြီးလောင်းစားအလုံးနိုင်ပါစေမောင်ဖြူလောင်းစားအလုံးနိုင်ပါစေပြီးကြောက်ကလေးမှရေးလိုက်မယ်ဘာနဲ့ရေးရေးလို့ရတယ်ခဲတန်နဲ့ရေးလည်းရတယ်ဘောပင်နဲ့ရေးလည်းရတယ်ကြိုက်တန်နဲ့ရေးလို့ရပါတယ်တိုက်ထင်းစားမလို့ကြီးစားမလို့တစ်သေးဆိုရပြီโอเคပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကအဲ့အပေါ်မှာဖြောင်းနိုင်ထွန်းအောင်မှာဖြစ်ပါတယ် ောင်းနိုင်ထုံးမယ်ဆိုတော့ကျွန်တော်တို့ကဒီဘလို့ထုံးမယ်ဆိုတော့ကျွေပကကျွေကျွေကျွေပကံပြားတစ်ချက်လေးပေါ့ပါအဲ့ကြောက်ခဲကိုတင်းမယ်တင်းပြီးဖြောင်းနိုင်ထုံးမယ်အနီရင်အနီရှိရင်အနီထုံးမယ်အနီမရှိရင်တော့ဖြူထုံးမယ်ဖြောင်းနိုင်ကိုတုတ်တုတ်ကြီးကြီးလေးထုံးမယ်ဖြောင်းနိုင်ကိုတုတ်တုတ်ကြီးကြီးလေးထုံးမယ်အဲတခုလို့ရှိတယ်အနီအောင်ထုံးမယ်ဆိုလို့ရှိရင်အင်းကြီးကိုလည်းအနီအောင်ဝတ်မယ်အဖြူထုံးမယ်ဆိုလို့ရှိရင်အင်းကြီးကိုဖြူအောင်ဝတ်မယ်အစိမ်းထုံးမယ်ဆိုလို့ရှိရင်အင်းကြီးကိုအစိမ်းဝတ်မယ်ဖြောင်းနိုင်ထုံးတဲ့အယောင်ပေါ်မူတည်ပြီးတော့ဝတ်မှာဖြစ်ပါတယ်တခုတော့သတိထားမယ် ကိုကတကယ်လို့ဥမဥမဆိုကြပါတော့အဖြူရောင်ထုံးပြီးတော့ဆော့တယ်အဲရှုံးနေဆိုလို့ရှိရင်အရင်လူတယောက်ယောက်ကိုအဖြူရောင်ကိုဖယ်လိုက်ပြီးတော့အနီရောင်ထုံးပြီးနီရောင်ထုံးခိုင်းဒါကြောင့်မလို့လူနှစ်ယောက်တော့လုံမယ်ဥမဥမဆိုကြပါတော့ကိုကတခြားနှစ်ယောက်သွားဆော့မယ်ဆိုလို့ရှိရင်တော့လူလူနှစ်ယောက်လုံမှာပေါ့တော့ကိုအိမ်မှန်ပဲကိုဆော့မယ်ဆိုလို့ရှိရင်တော့လူမလို့ပါဘူးကိုကကိုသွားချိန်လိုက်လို့ရပါတယ်ဥမဆိုကြပါတော့ကိုကအဖြူရောင်ထုံးထားတယ်အဖြူရောင်ထုံးပြီးတော့ဆော့နေတယ် နိုင်လို့ရှိရင်ဆက်ဆော့ယုံမဲ့အဖြုံထုံးနေနဲ့ရှုံးနေတယ်ဆိုလို့ရှိရင်အဲ့ဖြုံလေးကိုဖယ်လိုက်ပြီးတော့အနီအောင်လေးထုံးမယ်အင်းကြီးကိုလည်းအနီအောင်ချိန်မယ်ဟောအနီအောင်အနီအောင်ထုံးနေနဲ့နိုင်နေ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 ဟောနိုင်နေနဲ့ပြန်ရှုံးရှုံးနေတယ်ဆိုလို့ရှိရင်အဲ့အနီအောင်ဖယ်လိုက်မယ်တခါပြန်ပြီးတော့အစိမ်းအောင်လေးတခါပြန်ထုံးမယ်အင်းကြီးကိုအစိမ်းအောင်ပြန်ချိန်မယ်အဲအဲ့လိုမျိုးလေးဆော့ပေးမယ်ဘာပဲဆော့ဆော့အကုန်ရပါလေဘာပဲဆော့ဆော့နော်ဘာပဲဆော့ဆော့ရတယ်ဒီနှလုံးသုံးလုံးနေကျွန်တော်တို့ဂိမ်းမောင်း900တွေ ် online game နေအဲကျွန်တော်တို့ကြွဲတို့ငါပြခဲ့တို့ခွန်သုံးလို့စပြီးအကုန်လုံးဘောလုံးပွဲတွေဖဲတို့ဂျင်းတို့ကြက်တို့ကြဝိုင်းတို့အားလုံးအကုန်တူတူပဲအဲ့တော့ကိုယ်အိမ်မှာဆော့တယ်ဆိုလို့ရှိရင်ကိုတယောက်ပဲလုံမယ်ကိုကတခြားနေအောင်သွားဆော့မယ်ဆိုလို့ရှိရင်တော့နှစ်ယောက်လုံမယ်တယောက်ကိုအိမ်မှာထုံးငယ်ခိုင်းမယ်တခုတော့ရှိတယ်မိငိမ့်လို့တော့မရပါဘူးဆောင်းနေစဉ်အတွင်းမှာမိငိမ့်သွားလေဆိုလို့ရှိရင်အရှုံးတွေပေါ်လာနိုင်ပါလေ ဒါကြောင့်မလို့အိမ်မှာလူတစ်ယောက်ရှိဖို့တော့လိုတယ်အဲ့ဖျောင်းနိုင်ကိုစောက်ကြည့်မဲ့လူတစ်ယောက်ထားကိုထားမှဖြစ်ပါတယ်အော်ထားထားကိုထားမယ်ဖျောင်းဖျောင်းနိုင်နားမှာလဲလူရှိနေရမယ်အဲ့တော့အဲ့လူကလဲဒီဒီမှာရေးထားတဲ့စာလေးကိုမကြမညာဖတ်ပြရမယ်ဥမာဥမာဘိုင်းထားတဲ့ဆိုကျွန်တော်ကြောက်တော့မှရေးတဲ့စာပေါ့ဥမာကြော်ကြီးလောင်းသားအလုံးနိုင်ပါသေးမောင်ဖြူလောင်းသားအလုံးနိုင်ပါသေးဦးလဲမကြမညာဖတ်ပြရမယ်တကယ်လို့ကိုကကိုအိမ်မှာဆော့တယ်ဗျာ အဲ့တော့ကျွန်တော်တို့ဂိမ်းပေါင်း900လို့ဆလော့လို့ဆော့လဲဆိုရင်တော့ကိစ္စမရှိဘူးပေါ့ဒါဆိုကိုတယောက်တည်းကိုဘာသာကိုပြန်လဲပြီးတော့ပြောရုံပဲဟာကျော်ကြီးလောကဆန်းအလုံးနိုင်ပါစေအဲအဲ့လိုမျိုးပြောပြီးတော့ကိုယ့်ကိုဆော့ရုံပဲဒါဆိုရင်ပြီးသွားပြီအရန်လွယ်တယ်နော်အရန်လွယ်တယ်ဒီစင်းလေးပြီးသွားပြီအဲတခုပဲဖြောင်းနိုင်တုတ်တုတ်လေးကိုတုံးပြီအဲ့ဖြောင်းနိုင်မှာလဲကျွန်တော်တို့တန်ချုံလေးနဲ့ရေအောင်ဘာရက်မလဲဆိုခုနလိုပဲကျော်ကြီးလောကဆန်းအလုံးနိုင်ပါစေ အဲမောင်ပြူလောင်စာအလုံးနိုင်ပါစေတန်ချုံလေးနဲ့ရေးမယ်เนาะဖျောက်နိုင်ပါဆိုတန်ချုံလေးမဲ့ရေးမယ်ထင်းစရာမလိုပါဘူးရေးရဆိုရင်ရပါပြီကဲဒါဆိုရင်အားလုံးပဲနားလဲသဘောပေါက်မင်းလို့ထင်ပါတယ်ဒါကတော့ကျွန်တော်မိတ်ဆွေခုနသားသမီးတွေကျွန်တော်စီလာတဲ့လူတွေကိုကျွန်တော်ပေးလိုက်တဲ့အစီအလင်းဖြစ်ပါတယ်ဒါဆရာသားမချမ်းဘူးเนาะဒါပေမဲ့ကျွန်တော်အရင်အရင်တော့အရင်အရင်တော့ကျတော့အဲ့အစီအလေးကိုကျွန်တော်ကိုယ်တိုင်ပဲလုပ်ပေးတာပါကျွန်တော်ဒီကျွန်တော်ဒီပေပေချင်းခမ်းပါပဲကျွန်တော်လုပ်ပေးတယ်အဲ့ အဲ့ဒီလူကသွားဆော့မှာကျွန်တော်သူ့အစားဒီမှာထိုင်ပြီးတော့ဗောနော်ဖြောင်းနေထုံးပေးတယ်သူ့ကိုဖုန်းဆက်လမ်းပေးတယ်ကောင်းတာအချိန်နေကောင်းလို့ရှိရင်ဆက်ဆော့အချိန်နေအချိန်နေမကောင်းလို့ရှိရင်အဲကျွန်တော်တွေကျွန်တော်အယောင်လေးပြောင်းလိုက်တယ်သူ့လည်းအင်ကြီးအယောင်ပြောင်းခိုင်းလိုက်တယ်အဲကျွန်တော်တရားနေပြီးတော့သူ့ဟာလေးကိုကြည်ကြည်ပြီးတော့ဆူတောင်းပေးတယ်အဲ့လိုဆိုလို့ရှိရင်သူ့ ဲ့မှာတခါတည်းအကျွေးကြီးကြီးပြီးတော့အနိုင်ပြန်ရလာခဲ့ပါလေအဲ့တခါကနေပြီးတော့ဒီဟာနောက်ဆုံးမဲ့နောက်ဆိုပြီးသူ့ကျွန်တော်ပြောပြီးတော့နောက်တခါဘယ်တော့မှမဆောက်ခိုင်းတော့ပါဘူးသူလည်းအကျွေးလည်းကြီးလည်းအနိုင်လည်းရလာခဲ့တယ်နောက်တော့ဘယ်တော့မှဆက်မဆော့တော့ပါဘူးပြီးတော့ အခုအခုလိုပဲပေါ့နော်သူ့ကိုအေးသူ့ကိုသူစိတ်ဝင်စားတဲ့အလုပ်လေးတခုသူဝါနာပါတဲ့ပညာရည်လေးတခုသင်ပြီးတော့အခုဆိုရင်ကိုပိုင်အလုပ်လေးနဲ့အခြေကျသွားပါပြီဒီလိုမျိုးလေးဖြစ်စေချင်တာပေါ့နော်ကျွန်တော်မိတ်ဆွေများဟာဒီဟာလေးကနိုင်နေကွာဆက်ဆော့မယ်နိုင်နေကွာဆက်ဆော့မယ်ဆိုပြီးတော့လောဘတွေတအားတက်တဲ့လူကတော့ရှုံးသွားတာများပါတယ်ဒါကြောင့်မလို့ဒီဟာလေးနိုင်တော့အကျွေးလေးကျင်အနိုင်ရရင်တော့ငါပညာရည်တခုလေးသင်မယ်စီဝါလေးတခုလေးလုပ်မယ်ဆိုတော့ ကိုယ်ပဲစီဝါလေးတစ်ခုလေးလုပ်မယ်အယောင်းဝင်လေးလုပ်မယ်ဆိုတဲ့စိတ်စိတ်တက်မျိုးလေးတော့ဆော့သေးခြင်းပါတယ်ဒါဆိုရင်တကြပေါအနိုင်ရမှာဖြစ်ပါတယ်ခဲအားလုံးမဲ့အဆင်ပြေမလို့ထင်ပါတယ်ကျွန်တော်မိတ်ဆွေညီငယ်လေးအားလုံးလည်းလောင်းကစားတွေအဲ့တော့ကျွန်တော်တွေကျွန်တော်ပြောတဲ့အစီအစဉ်နဲ့အနိုင်ရပြီဆိုတာနဲ့ဆက်မဆော့ဖို့ရလဲကျွန်တော်တခါလဲတိုက်တွန်းခြင်းပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးမဲ့အဆင်ပြေကြပါသေးဗျအဆင်ပြေတာများလည်းမေးကြလို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square နေ Lion Square နေပြီလဲအားပေးကြပါဦးဗျ